ားလုံးမင်္ဂလာပါအိမ်ပြန်လန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဆရာမမတိတာစံချောင်းရေးသားထားတဲ့နိုင်ငံရေးတလေးနဲ့လူရင်ကျေလူဖွဲ့စည်းအတွေးမြင်ဆောင်ပါကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီဆောင်ပါကိုဒီကနေ့ People Spray Media မှာဖော်ပြထားတာဖြစ်ပါတယ်နားဆင်ကြည့်ကြရအောင်ရှင်နိုင်ငံရေးတလေးနဲ့လူရင်ကျေလူဖွဲ့စည်း လက်တလောဖြစ်နေတဲ့အမေရိကတရုတ်ကုန်သွယ်ခွန်စစ်ကာလအတွင်းမှာအမေရိကဒုသမရာကတရုတ်တွေဟာလယ်သမားတွေလို့ဆိုပြီးအစစ်မရှိတဲ့သူတွေလို့ပုတ်ခတ်ခဲ့ပါတယ်။ဒါကိုတရုတ်ဘက်ကတုံ့ပြန်တာကတော့လယ်သမားတွေဖြစ်တာကိုကုံတောင်ယူကြောင်းအနည်း9000လောက်ကြာရှည်တဲ့လူရင်ကျေးလူအဖွဲ့စည်း civilization ဖြစ်ကြောင်းတွေထည့်ပြောလာပါတယ်။တကယ်လဲကိုပိုင်ရင်ကျေးမှု အမှုပညာထုံတန်းဆန်လာ ကိုပိုင်အုတ်ချုပ်ရေးလှုံထုံလှုံနည်းတွေနဲ့ခေတ္တမိုင်းအဆက်ဆက်ကိုဖျက်ဆီးခဲ့တာတရုတ်လူဖွဲ့စည်းပါပဲအမေရိကတိုက်မှာလူတွေစတင်နေထိုင်တဲ့အထောက်အထားအရာနှစ်ပေါင်းတောင်းချီရှိခဲ့ပေမဲ့ကိုပိုင်ရင်ကျေးမှုအမှုပညာထုံတန်းဆန်လာ ကိုပိုင်အုတ်ချုပ်ရေးလှုံထုံလှုံနည်းတွေနဲ့ရက်တည်တဲ့မြို့ပြနိုင်ငံသမိုင်းကတော့ နှစ်250တာရှိနေတာဟာအမေရိကလူဖွဲ့စည်းပဲဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတွေရဲ့ပါဝါကိုနယ်နိမိတ်အကျယ်ဝန်းလူအင်အားစစ်လက်နက်ကိရိယာအပါအဝင်ရုပ်ဝတ္ထုတွေနဲ့တိုင်းတာကြသလိုနိုင်ငံသားရေးဩဇာတိဆောက်နိုင်စွမ်းနဲ့တိုင်းတာကြတာလည်းရှိပါတယ်။အရာတွေအပြင်လူဖွဲ့စည်းတစ်ခုရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအမှုပညာထောင်းတန်းစင်လာလို့ဘဝတသနာအမြင်လိုအရာမျိုးတွေနဲ့လည်းတိုင်းတာကြပါတယ်။ လက်တလုံးမှာနက္ခတ်ပညာရှင်တွေကကလေးယူကခေတ်ဟာ2025မှာကုန်ဆုံးသွားပြီးခေတ်ဆိုးတွေအကြဘက်ကိုသွားတဲ့ခေတ်တွေဟာရပ်သွားတော့မယ်2026ခုနှစ်ကစပြီးခေတ်ကောင်းဘက်ကိုပြန်တက်တော့မယ်လို့ဟောကြားပြောကြတဲ့အခါလူတွေရဲ့အတွေးခေါ်အပြောင်းလဲခြင်းနဲ့တွေ့ရလိမ့်မယ်လို့ပြောကြတာများပါတယ် AI လိုညာရေတုနဲ့စိန်ခေါ်မှုကိုခံလာရတာတွေရှိပေမဲ့ ိတ်ဝိညာဉ်ပိုင်းဆိုင်ရာအတွေးခေါ်အသစ်တွေကိုလူတွေက စာလောင်မွတ်သိလာတဲ့အခါအိန္ဒိယကဥဆောင်ခွင့်ရလာမယ်လို့အိန္ဒိယကနက္ခတ်သမားတွေက ပြောကြပါတယ်။အိန္ဒိယဟာလည်းအင်မတန်အားကောင်းတဲ့လူရင်ကြီးလူဖွဲ့စည်းဖြစ်တာကိုဒါတွေကိုကြည့်ရင်လူဖွဲ့စည်းတခုမှာကိုပိုင်ရင်ကျေးမှုအမှုပညာထုံးတန်းစင်လာဘဝတဒနာအမြင်တွေရှိဖို့ကတိတ်အရေးကြီးတယ်လို့မြင်ရမှာပါ။နိုင်ငံတွေမှာအစိုးရတွေအဆက်ဆက်ပြောင်းတယ်လို့ နိုင်ငံရေးမူဝါဒတွေလည်းခက်ဆက်ဆက်အမျိုးမျိုးရှိကြတာထုံးစံမှာဒါပေမဲ့နယ်နမိတ်တစ်ခု အတွင်းကလူရင်ကျေလူဖွဲ့စည်းသဘောကိုတိဆောက်တာကတော့အစိုးရတွေနိုင်ငံရေးမူဝါဒတွေတသက်မဟုတ်ပါဘူးလူလူကြီးတရက်လုံးဖြစ်ပါတယ်အနည်း9000လောက်ကြာအောင်ရက်တိရှင်သန်ကြရဖို့ဆိုတာဟာ အရင်ဆိုင်မယမ်းပဒာနေထိုင်ကြင်ကြံမှုတွေထက်ယဉ်ကျေးပြီးတိုးတက်ကောင်းမွန်လာအောင် အားထုတ်လိုတဲ့လူမှုရဲ့အခမ်းကဏ္ဍဟာတိတ်အရေးကြီးပါတယ်။တရုတ်ရဲ့နမူနာကိုပြန်ကြည့်ရင်တစ်ခေတ်တစ်ခါကမြို့ပြအုပ်ချုပ်ရေးတွေအတွက်မင်းမှုရန်ဆောင်မေးပွဲလုပ်ပြီးစနစ်တကျအုပ်ချုပ်စီမံတဲ့အင်မတန်အားကောင်းတဲ့လူယဉ်ကျေးလူအဖွဲ့အစည်းအဖြစ်ကနေကဘာကအထင်သေးရတဲ့အဖွဲ့အစည်းအဖြစ်ရောက်ခဲ့ရတာဟာဘာကြောင့်မလဲ။ ခေကာလတခုအတွင်တရုတ်တွေဟာစည်ရဲမွဲတေပြီးမရင်ကျေးတဲ့တောင်သူလယ်သမားအဆင့်ပဲလို့မြင်ခံရတာဟာဘာကြောင့်ပါလဲဒါကတော့တရုတ်ရဲ့နိုင်ငံရေးထုံးတလေးတခုကြောင့်လို့ဆိုရပါမယ်ရင်ကျေးမှုတော်လန်ရေးခေါင်းစဉ်အောက်ကနေ အာရှရဲ့အစဉ်အလာစံတန်ဖိုးဖြစ်တဲ့မိသားစုအပေါ်အလေးနက်ထားမှုကိုဖျက်ဆီးပြီးပါတီကိုတက်နေတော်ကိုမိဘသားချင်းထက်သစ္စာရှိရမယ်ဆိုတဲ့နိုင်ငံရေးထုံးတလေးပေါ့ဒီတလေးကိုဖြုတ်ထုတ်တက်လမ်းစဉ်ကချမှတ်ပေးခဲ့တာပေါ့နောက်ပိုင်းတကားပွင့်စီးပွားရေးအခင်းကျင်းကိုမဆနိုင်သေးခင်မှာလူဦးရေပောက်ကွဲမှုနဲ့ဆေးရမွဲတေမှုတွေကိုတံပြန်ဖို့အတွက်မိသားစုတစုမှာ မိသားစုမှာကလေးတယောက်နှုံးတာမွေးရမယ်ဆိုတဲ့မူဝါဒကို ချမှတ်ခဲ့ပြန်ပါတယ်။ဒီမူဝါဒနဲ့တရုတ်အစင်လာရယောက်ျားလေးကသာဦးစားပေးတဲ့ဒလိကို ရောရှက်သွားတဲ့အခါဒီကနေ့တရုတ်မှာတကူကောင်းဆန်တဲ့မျိုးဆက်နဲ့အတူမျိုးဆက်ပွားပြည်တနာအကြောင်းပြုပြီးလိန်ကြုံပြုမှုတွေပေါ်ပေါက်လာရပြန်ပါတယ်။ ဒီလိုအကြောင်းတွေပါဝင်အခြားလူရပိုင်ခွင့်ဆိုင်ရာချိုးဖောက်မှုမြောင်များစွာတွေကြောင့်တရုတ်ကိုအဆင့်နှိမ့်တယ်လို့ရှုမြင်ကြတာပါတကယ်တော့တရုတ်မှာလည်းလူမှုရဲ့အတွေ့အပြောအကျင့်တွေဟာရင်ကျိမှုတော်လန်ရေးခက်ခဲတဲ့ကအတိုင်းမကြံခဲ့တော့ပါဘူးအထူးသဖြင့်2008အိုလံပစ်ကိုလက်ခံကျင်းပဖို့ပြင်ဆင်တဲ့အခါလူတို့ရဲ့အပြုံမူနဲ့အပြောဆိုတွေကိုပြုပြင်ဖို့ CCP အစိုးရကိုယ်တိုင်ကအားထုတ်ခဲ့ပါတယ် ီးပွားရေးအဆင်ပြေလာတာနဲ့အမျှအရာရာကိုတဲကြီးမဲကြီးမနေမနာအာထုတ်တတ်တဲ့တရုတ်လူတို့ဟာလူကုံတိတ်ခါဆိုင်ရာ အတွေးမြင်တွေကိုလည်းပို့ပြီးအာထုတ်လာပုံရပါတယ်2020ကိုဗစ်ချိန်မှာအိမ်တွင်းအောင်ပိတ်မိချိန်ရခဲ့တဲ့တံဝေကနဲ့သင်ငန်းစာတွေကလည်းကိုဗစ်အလွန်တရုတ်လူတို့ကိုအတိတ်ကနဲ့မတူအောင်ပြုတ်မှုတွေးကြံပြောဆိုစေတယ်လို့ယူဆရပါတယ် လက်တလုံးမှာရှင်ချင်းဖိန်နဲ့ PLA စစ်ဘုတ်ချုပ်တွေကြားအာနာရုံးကန်မှုတွေရှိနေတယ်လို့ပြောနေကြပါတယ်အထူးသဖြင့် PLA စစ်ဘုတ်ချုပ်တချို့အဖမ်းခံနေရတယ်လို့စိတ်ဝိုင်းအစုပ်ပွဲလေးတွေလှုပ်ရှားနေကြတယ်လို့လည်းဆိုပါတယ်လူလူကလည်းအရင်ကထက်ကဘာစံတဲ့အသည့်တွေရှိနေကြချိန်မှုလာမယ့်နေရာဒီမှာတရုတ်အပြောင်းလဲတွေရှိလာနိုင်တယ်လို့ပြောနေကြတာလည်းရှိပါတယ် မြန်မာလူ့ဖွဲ့စည်းကိုလည်းပြန်ကြည့်ရင်နိုင်ငံရေးဓလေ့ဟာ1988ဒီမိုကရေစီလှုပ်ရှားမှုကြီးမပေါ်ပေါက်ခင်အထိပြုတ်ထုတ်တတ်တဲ့ရန်ငါပြတ်ဆိုတဲ့ဓလေ့ကကြီးစိုးခဲ့တယ်လို့ဆိုရပါမယ်။ပါလီမန်ဒီမိုကရေစီကာလအတွင်းပါတီအချင်းချင်းကြားနိုင်ငံရေးအားပြိုင်မှုတွေမှာဒီမိုကရေစီသဘောအရကာလတစ်ခုတက်တန်းတစ်ခုအတွင်းတီးခံပြီးစောင့်ကြည့်သွားမယ်။အပြုတ်သဘောဆောင်တဲ့တုံ့တက်မှုတွေနဲ့ ပို့ပြီးရင့်ကျက်တင်ငိမ်ကတပြေးပြေးတိုးတက်အောင်လုပ်ကြမယ်လို့လူတို့ကပါ မတွေးခဲ့ကြသလိုပါပဲအငင်းပွားမှုတွေကိုစကလုံးတွေမဲပြားတွေနဲ့ဖြည့်ရှင်းဖို့ထက်လက်နက်နဲ့ကြည်စံနဲ့ဖြည့်ရှင်းဖို့ကိုရွေးချယ်ခဲ့ကြတဲ့လူတို့ဟာဆိုရှယ်လစ်အမေရိကန်စစ်တပ်ကြီးစိုးအုပ်ချုပ်ရေးအောက်မှာရောအတိုက်ခံကြီးဖြစ်တဲ့ဘာကပအောက်မှာပါဖြုတ်ထုတ်တက်ရန်ငါပြက်တွေနဲ့တိုးခဲ့ကြရပါတယ် အခု2021ဖြစ်စဉ်မှာတော့မဲပြားကပေးတဲ့အဖြေကိုပယ်ချပြီးလက်နက်နဲ့ကြည်စံနဲ့ဖြည့်ရှင်းဖို့ကိုရွေးချယ်ခဲ့သူဟာစစ်တပ်ပါအဲ့ဒါတွေဟာမြမနိုင်ငံရေးဒလေးလို့ဆိုရမှတ်တဲ့အဲ့ဒီဒလေးဟာအားကောင်းခဲ့တာပါဒါပေမဲ့လူရင်ကျေးလူဖွဲ့စည်းအဖြစ်ဆက်လက်ရည်တည်ရှင်သန်နိုင်အောင်စ조사အားထုတ်မှုတွေလည်းရှိခဲ့တာအမှန်ပါပဲအထူးသဖြင့်စာပေအမှုပညာဟာဖြောပြေရေးအမှုပညာနဲ့ပဲလို့ အာနာရှင်အလို့ကြအသွေးမပြောင်းပဲစစ်မှန်တဲ့စာပေအမှုပညာတွေကိုဖန်တီးနိုင်ခဲ့ကြပါတယ်။အတားရခံအလို့ကြဖန်တီးမှုတွေလည်းတိတ်ရှိခဲ့တာပေါ့။ဒါကြောင့်1988လှောက်ရှားမှုနောက်ပိုင်းမှာစစ်အစိုးရတွေဟာစာပေအမှုပညာသမားတွေကိုအမျိုးတကြီးရန်ရှာခဲ့ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်1988နောက်ပိုင်းမှာတော့ဒီမိုကရေစီသဘောတရားတွေကိုပုံပြီးလေ့လာကြ၊သိမြင်လာကြရာက နိုင်ငံရေးတလိဟာပြောင်းလဲစပြုလာခဲ့ရပါတယ်။ဒါပေမဲ့အင်နာရှာသဘောအရတချို့တွေရဲ့တရုတ်က CCP လိုမျိုးပါတီချစ်စိတ်အရပါနိုင်ငံရေးတလိဟောင်းကိုအခြေခံတဲ့စံပေတံတွေဟာဆက်လက်အတွှေ့ရှိနေသေးတာကိုလည်းတွေ့ကြရပါတယ်။2021နောက်ပိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လန်ရေးလှုပ်ကြတာမှာအတွေးခေါ်တော်လန်ရေးကိုပါထက်သွင်းလှုပ်ဆောင်လာကြတယ်လို့ဆိုပါရယ်။ ဒါကတော့အမျိုးသမီးအရေးပါဝင်တခြားယဉ်ကျေးမှုဆိုင်ရာအတွေးခေါ်ဟောင်းတွေကိုတွန်းလှန်တဲ့လှုပ်ရှားမှုတွေပေါ့အာနာရှင်စနစ်ဖြုတ်ချခြင်းလို့တိုင်းရိုင်းမဟုတ်တဲ့အတွေးခေါ်တော်လန်နာမျိုးကိုပါနိုင်ငံရေးလှုပ်ရှားမှုတွေအဖြစ်လှုံ့ဆော်လာကြပါတယ်ဘလို့နိုင်ငံရေးဒလိတွေနဲ့လှုပ်ကြတယ်လဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဆိုရှယ်မီဒီယာခေတ်မှုဒေါသတွေကိုစကလုံးတွေအဖြစ်ဈေးအိမ်သာနေရန်ပေါ်မှာအန်ချတယ်လို့အန်ချကြတဲ့အတော့ လေးလာရသလောက်လက်ရှိနိုင်ငံရေးဓလေ့ဟာမျိုးဥတော်လန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ Federal Democracy နဲ့ကိုက်ညီနေရလားဆိုတာမေးချင်စရာပါတရုတ်စာရေးဆရာ ရှုကြုံယုံကကျင့်ဝတ်မဲ့စီးပွားရေးကုမ္ပဏီတွေနဲ့အရာတွေကိုလက်ခံလှုပ်ခွင့်ပေးတဲ့နိုင်ငံရေးစနစ်ဟာလူမှုရဲ့အခြေခံအကြဆုံးစင်ကျင်တုံတရားအဆင့်ကိုလည်းဖျက်ဆီးလိုက်ပါတယ်လို့ဆိုပါတယ် မြန်မာမှာတကားဖွင့်စီးပွားရေးကောင်းစဉ်အောက်ကနေစစ်တပ်လိုပြည်သူ institution ဖြစ်ရမယ်အစုအဖွဲ့ကကိုပိုင်စီးပွားရေးကိုကျင့်ဝတ်မဲ့လုပ်နေတာ နှစ်ပေါင်းများစွာကြာပါပြီ။သူကလက်ကမ်းခေါ်လို့လာလုပ်နေတဲ့တရုတ်စီးပွားရေးကုမ္ပဏီတွေကလည်းတနိုင်ငံလုံးအနှံ့မှုလို့ပေါက်နေပါပြီ။မြန်မာလူတို့ရဲ့စင်ကြင်တုံတရားကိုဖျက်ဆီးခံခဲ့ရပြီးဟောင်းမဟောင်းဆိုတာကတော့မေးဖြေစရာတောင်မလိုတော့သလိုပါပဲ။ က်ဒရယ်ဒီမိုကရေစီပန်းတိုင်ရဲ့အတွက်နိုင်ငံရေးတလိဟာကိုဘက်ခက်ကဖြုတ်ထုတ်တဲ့နိုင်ငံရေးတလိအတိုင်းဖြစ်နေလို့မရတာကတော့သိကြပါရယ်တရားမျှတမှုကိုလိုချင်တယ်ပြောသလိုရန်ငါပြက်ရမယ်လဲပြောကြတာဟာဘယ်လန်းကို ခြေချရမလဲမတဲခွဲလို့လန်းကွာမှာရက်နေတယ်လို့ဖြစ်နေတာမျိုးပေါ့တရားမျှတမှုဆိုရမှာရန်ငါရဲလို့ဘက်အခြေခံနဲ့ဆုံးဖြတ်လို့မရနိုင်ပါပန်းတိုင်လိုပဲ န်းတိုင်သွားရလမ်းတစ်လျှောက်အတုံးပြူတဲ့နီလန်းခြေလန်းတွေဟာလည်းအရေးကြီးလာပါတယ်။မြမလူလူအနေနဲ့ဘလို့နိုင်ငံရေးတလေးအစ်စ်ကိုကျင့်သုံးတော့မှ နိုင်ငံကသေးပေမဲ့လူရင်ကြီးလူဖွဲ့စည်းတစ်ခုအနေနဲ့ကမ္ဘာမှာဆက်လက်ရည်တည်ရှင်သန်နိုင်ဖို့ဖြစ်နိုင်မယ်ဆိုတာကိုတော့အလေးနက်ထားစဉ်းစားကြဖို့လိုနေပါပြီ။